အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ mobile phone နဲ့ပေါ့နော် what you my scenario agency လေးကိုပြပြပေးသားမှာဖြစ်ပါတယ်ကျွန်တော်တို့ပေါ့နော် scenario editor က2မျိုးရှိတယ်ပေါ့နော် scenario editor က2မျိုးရှိပါတယ်သူကဒီ scenario ကုံမဖတ်တာနဲ့ပေါ့နော်ကျွန်တော်တို့ scenario မကုံသေးဘဲနဲ့ early agent နဲ့ဆိုပြီး2မျိုးရှိတယ်ပေါ့နော် ကျွန်တော်အခုကျွန်တော်ကတော့ဒီပေါ့နော်ကျွန်တော်အခုရောက်နေတဲ့ဝေရဝင်းတိုင်းစာပါမှာကကြတော့ကျွန်တော်ဆန်နရီကကုန်သွားပြီပေါ့နော်အဲ့ဒါမှမဟုတ်ကျွန်တော်ကတန်းပြီးတော့ဆိုင်းအလုပ်လို့ရပါတယ်တကယ်လို့ brother တို့ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီ early exit ဖြစ်ဖြစ်ဆန်နရီကိုဆိုင်းအလုပ်တာဖြစ်ဖြစ်ပေါ့နော်ဘာပဲလှုပ်ချင်လှုပ်ချင်ကျွန်တော်တို့ mobile phone နဲ့ဆိုလို့ရှိရင်မြေပုံရဲ့ဘေးနားမှာလိပ်ပြာလေးရှိရပေါ့နော်လိပ်ပြာလေးနှိမ့်လိုက်ပါနေပေါ်လို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော် the way of winter လို့ရေးထားပါတယ်။ဒီမှာ sign up လို့ပေါ်နေတယ်ပေါ့နော် အဲ့လိုက်ရလေးကိုနှိမ့်လိုက်ပါနှိမ့်ပြီးတော့ရှိရင်ဒါကကျွန်တော်တို့ scenario ကိုမှထွက်တဲ့ browser တို့အတွက်ပေါ့နော်အမှကျွန်တော်တို့ဒီမှာ sign up ဆိုတာရှိပါတယ် sign up ဆိုတာရှိပြီးတော့အဲ့မှာကိုသွားမယ် scenario ကိုနှိမ့်ပါဒီမှာ scenario ကအများကြီးပဲပေါ့နော်ဒီမှာ debate source to ပြောလို့ရှိရင်ကျွန်တော်တို့ဒီမှာ alert join ရှိမယ်ပေါ်ရှင်ကျွန်တော်တို့ဘဝရဝင်ထားကြိုက်တဲ့စာပါပေါ့နော် mini bus evolution core ကြိုက်တဲ့ race zone ကြိုက်တဲ့ဟာ join ပေါ့နော်ကျွန်တော်ကတော့အခု android drone သွားမှာမဟုတ်ဘူး android drone join လိုက်ပါတယ် ဒီလိုဖက်သွားရပါတော့ဖက်သွားပြီဆိုလို့ရှင်အဲ့ဒီမှာမှာ brother တို့သွားကျင်နေစာပါပေါ့နော်ဒီလိုမျိုးလိုက်ရှာပါလိုက်ရှာပြီးတော့သွားလို့ရပါတယ်စာပါဒီမှာကကျွန်တော်တို့နောက်မှာနံပါတ်တွေရှိတယ်ပေါ့နော်အဲ့လက်တွင်ဆိုလို့ရှင်ဒီမှာ80 441ရှိတယ်အဲ့လိုမျိုးမျိုးပေါ့နော်မျိုးမျိုးရှိပါတယ်ကျွန်တော်ကတော့အခု dictionary သွားမယ်ပေါ့နော် dictionary သွားမယ်ဆိုလို့ရှင်ဥပမာပေါ့နော် dictionary သွားမယ် dictionary နှိပ်နှိပ်ပြရမှာပေါ့နော် sign up for new scenario ဆိုပြီးတော့ဝင်သွားရုံပါပဲအဲ့ဆိုလို့ရှင်တော့ပြီးပါပြီတကယ်လို့ brother တို့က ဆရာယောကပေါ့နော်ဒီမကုံသေးပဲနဲ့ထွက်ရှင်တယ်ဆိုလို့ရှိရင်ကြတော့လေအဲ့လိုပဲပေါ့နော်လိပ်ပြားလေးကိုနှိပ်လိုက်ပါတဝေးရဝင်တဲ့ဆန်နရီကိုနှိပ်ပေါ့နော်နှိပ်ပေါ်လို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဆန်နရီ project ကဆန်နရီချဲလိုက်ရယ်ဆန်နရီ dispersion ရယ်ပေါ့နော်ဆန်နရီ mark ရယ်ဆန်နရီခွန်နာရယ်ဆိုပြီးရရှိရယ်ပေါ့နော်အထက်မှာမှာ brother ကိုဘယ်ထဲကိုဝင်ရမလဲဆိုတော့ဆန်နရီ dispersion နဲ့ဝင်ပါဘာမှလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် scenario sign up ရယ် scenario feature ရယ် scenario တက်ရယ် scenario class ရယ်ဆိုပြီးရှိရယ်ပေါ့နော် အဲ့ထဲမှာမှာ brother တို့ AA မှန်ဆိုလို့ရှိရင် scenario ဆိုင်ရကိုဝင်လိုက်ပါဝင်မွားလို့ရှိရင်ပေါ့ဒီနေရာလေးပေါ့နော်ဒီနေရာလေးပါကျွန်တော်တို့ AA AZ ဖြစ်ဖြစ် Ali AZ ဖြစ်ဖြစ်ပေါ်နေလိမ့်မယ်ပေါ့နော်ပေါ်နေလို့ရှိရင်အဲ့လေးကိုနှိပ်ပါနှိပ်ပွားလို့ရှိရင်ကျွန်တော်တို့အရင်တော့တော့ scenario Ali AZ တော့မှန်ဆိုလို့ရှိရင်ကျွန်တော်တို့ scenario AZ ကဝယ်ရတယ်ပေါ့နော်အခုကတော့ AZ ကဝယ်စရာမလိုဘူးပေါ့နော်ကျွန်တော်တို့ဒီမှာ Miskio point လေးတွေရှိတယ်ပေါ့နော် အဲ့လေးတွေတေချာမြင်ဘူးကျင်ဆိုလို့ရှိရင်တော့အနောက်မှာဆက်ကြည့်ပါအနောက်မှာ PC သမားတွေအတွက်ထပ်တင်ပေးထားရတယ်ပေါ့နော်အဲ့လေးကိုနှိပ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ exit ကို confine လုပ်ပြီးထွက်လာရုံပဲပေါ့နော်ထွက်လိုက်ပြီဆိုရင် brother ရဲ့ character က internet lan ကိုရောက်သွားမှာပေါ့နော်အရင်တော့ကပေါ့အခုလည်းရောက်လာတော့ကျွန်တော်တေချာမသိဘူးဒါပေမဲ့ပြန်ရောက်သွားတဲ့ဟာချင်းတည်တာကတော့ပြန်ပြီးတော့ join ရမယ့် server တွေပေါ်လာတယ်ပေါ့နော်ပေါ်လာလို့ရှိရင်ကိုကျွေးတဲ့ server ကိုရေးပြီးတော့ join ပါကျွန်တော်အခုလောလောဆယ်ပေါ့နော်ဒီ မိုဘိုင်းဖုန်းနဲ့ပဲကျွန်တော်ထွက်ပြီးတော့ဆိုင်းရိုက်လုပ်ပြပါမယ်ကျွန်တော်အခု way of winner server မှာဖြစ်ပါတယ်အခု server ကိုကျွန်တော် exit ပါပြီ exit ပြီဆိုရင်ကျွန်တော်ဒီမှာကျွန်တော် scenario ကိုနေရာအတွက်ကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဒီမှာကျွန်တော်အခု athlete drain တော့ဖို့စီစဉ်ထားရတယ်ပေါ့နော် like ရှင်တဲ့သူတွေရှိလို့ရှိရင်လည်း like ခဲ့ကြပါပြောစရာကြီးပါပြကျွန်တော်တို့ time မီမီဆော့လို့ရပါတယ်ကျွန်တော် telegram channel group တွေလည်းဗာညာအကုန်လုံးကျွန်တော် description မှာထည့်ရေးပေးထားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပေါ့နော် scenario တစ်ခုကိုရွေးလိုက်ပေါ့နော်ရွေးပေါ်ရခြင်းကျွန်တော်အခု ကျွန်တော်ကအဲ့ဒါတွေသွားမှာမဟုတ်လားအဲ့ဒါတွေကိုရွေးထားတယ်ရွေးပွားလို့ရှိရင်ကျွန်တော်ဒီမှာပေါ့လိုက်ပြီးတော့လိုက်ရှာနိုင်မှာပေါ့နော်အဲထဲမှာမှာကျွန်တော်တို့ပေါ့နော်ဒီဖတ်ထားတဲ့အချိန်ပေါ့နော်ဘယ်နည်းမှာဘလို့စမှာလဲပေါ့နော်စမဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော် join မှာပေါ့အခုဒီမှာအဲ့ဒါတွေပေါ့ကျွန်တော်ပါပါ version version ပေါ့နော်ဒီကောင်ကပါလဲ lunar version ပါပဲပေါ့နော်ဒီကောင်က8050ပေါ့နော်8050ပါ အဲဒီကောင်ကဘယ်လိုကြည့်ရမလဲဆိုတော့ဒီမှာ server opening time လို့ရေးထားရတဲ့ရှိရပါတော့ server opening time မှာအဲ9လပိုင်း25ရက်နေတဲ့9လပိုင်း25ရက်ဒီနေ့မှစတာပါเนาะ day scenario ကအဲမဟုတ်လို့ကျွန်တော် day scenario join မယ်ပေါ့เนาะ join မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့အသေးချာကြည့်ပါဒီပါဒီလိုမျိုးလေးပေါ့เนาะဒီမှာ luna ပါတယ်ပေါ့เนาะအနီရောင်လေးနဲ့ပြထားတယ်အဲ့တော့ luna ပါတဲ့ဟာကိုကျွန်တော်တို့ join မယ်ဆိုရင် luna event ပါတဲ့ဟာဆော့ရမယ်ပေါ့เนาะတကယ်လို့ brother တော့အဲ့လိုမျိုးပဲနဲ့ဒီလိုမျိုးပေါ့เนาะ800 46ပေါ့နော်0046ကို join မယ်ဆိုလို့ရှိရင် Luna မပါမှာမဟုတ်ဘူးပေါ့နော် Luna event ကဘာတွေကောင်းလဲဆိုတော့ကျွန်တော်တို့ Luna mod တွေ share လွယ်မယ်ပြီးတော့မကောင်းတာကကြတော့ဘယ်လိုပြောမလဲဆိုတော့တကယ်ဆော့ရတာတော့တကယ်လေးတိုင်ပတ်တာလေးရှိရယ်ပေါ့နော်ဒီသွေးလာကြီးထွက်လာလို့ရှိရင်72ဒီရော့သွားပြီးသွေးရမရှိတော့တာတို့ဘာလို့တော့ဖြစ်တယ်ပေါ့နော်ကြပါပြီကျွန်တော်ကတော့ဒီကက်ခဲလေးပဲဆော့ပြီးတော့မော့ရှာမှာဖြစ်တဲ့အတွက်ကို e-train ကိုမှကျွန်တော်ကဒီပေါ့လူနာပါတဲ့ဟာကို join ပါတယ်ကျွန်တော်ရဲ့စာပါနံပါတ်ကတော့အခုကျွန်တော်ပြောထားတဲ့အတိုင်းပဲပေါ့နော် AL အတွင်း A00 50ပါခုကျွန်တော် site တို့ new scenario နှိပ်လိုက်ပါပြီနှိပ်ပြီဆိုရင်သွားပါဒီမှာထပ်မေးတယ်ပေါ့နော်ဘလို့သွားမလဲပေါ့အဲတကောင်အားကြောင့်တရားထွက်သွားတာရယ် join in ရယ်တွားရင်ကျွန်တော် highlight ကတွားရရှိပေါ့နော်ကျွန်တော်အခု join in ကိုတရားထွက်သွားတာ ကိုနှိပ်လိုက်မိတယ်ပေါ့နော်နှိပ်လိုက်မိဆိုလည်းရတယ်ပေါ့နော်အဲဆိုကျွန်တော်အခု scenario ကိုမိသားဖြစ်တဲ့ agent ဆရာမလို့ဒီမှာ go to the new scenario ပေါ့နော်အကောင်ထပ်ပြီးနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်နဲ့ အဲသူကဘာဖြစ်လဲဆိုတော့ဒီပေါ့တေချာလားပေါ့နော်တပတ်တေချာလားမေးတယ်မေးလို့ရှိရင်ကျွန်တော်သွားမယ်ဆိုတော့ confirm ကိုနှိပ်ပြီးတော့ထွက်လိုက်ပါဟင်းဒီပါပေါ့နော်ကျွန်တော်တို့ scenario တစ်ခုကနေတစ်ခုကိုချိန်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီမှာ point ကပေါ့နော်2000မိုးယူလို့ရတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဘာတွေယူသင့်လဲဆိုတော့အရေးကြီးတာကတော့ကျွန်တော်တို့ drain ယူသင့်တယ် အဲချင်းစောယူတင်တယ်ဗောနော်ချင်းစောကျွန်တော်မလိုဆယ်မရှိဘူးကျွန်တော်သူနေ story ကနေထွက်ဆက်လုပ်ပြီးပြန်ဆွဲထုတ်ကောင်းမယ်ထင်တယ်ဗောနော်ဒါတော့ဆိုတော့ကျွန်တော် dwell ချောင်းမဲယူသွားလိုက်မယ် confine နေမယ်ထပ်ပြီးတော့ confine တက်နေမယ်ဗောနော်ဒီမှာနှစ်ခုရှိတယ်ဗောနော် full edition နဲ့ simplified version ဗောနော်နှစ်မျိုးရှိတယ် full edition မှာကျတော့ကျွန်တော်တို့ story line ကိုပြပြစုံစုံဆော့ရမယ် simplified version မှာကျတော့ကျွန်တော်တို့ဘာမှဆော့ရမလို့ဗောနော်အကုန်လုံးကြောချသွားလို့ရပါတယ် ဒါပေမဲ့ကျွန်တော်ကဒီပေါ် full edition ပဲရွေးပါမယ်ဘာဖြစ်လဲဆိုတော့တေချာလေးဆော့ကျင်လို့ပေါ့နော်အဲ့ဒါမျိုးကျွန်တော် full edition ရွေးလိုက်ပါတယ်အဲအမှတော့ full edition mode ကိုသူက player ကျင်းသေးတာဘာညာမေးတယ်ပေါ့နော်ကျွန်တော်ကျင်းသေးတယ်ကို confine နေလိုက်မယ်အဲ့ဒါပြီးဆိုကျွန်တော်ရဲ့ character ကဒီလိုမျိုးပေါ့နော်ဒီလိုနေရာကိုရောက်သွားမယ်ပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူပြထားတဲ့အဝါဇလီနောင်းကိုသွားတော့ပေါ့လို့ရှိရင်ကျွန်တော်အဲ့လက်တွေမှာဆို miss memory ပေါ့နော်ကျွန်တော်တို့ အဲဝေယောဝေတာမှာဆိုလို့ရှိရင်လည်းအနီရောင်ကောင်းတကောင်ရှိတယ်ဗောနော်အကောင်နဲ့စကားပြောမှာဖြစ်ပါတယ်ဖြစ်ပြောလို့ရှိရင်ကျွန်တော်တို့ who are you ဘာညာဗောနော်စကားလေးပဲပြောဗောနော် I am if yeah at this river အဲကြော်ချလိုက်ပါမယ် Okay ကြော်ချပြောလို့ရှိရင်သူကြဲစီကိုပဲဆက်သွားပါမ မစ္စတရီကိုနဲ့စကားပြောပါ Wait a minute Goodbye Okay အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့မှ drop ပေါ်လာပြီပေါ့နော် drop ပေါ်လာပြီဆိုရင်ကျွန်တော်တို့ other twin server တွေကိုစာပြီးတော့တွားလို့ရပါပြီ The story line ကတ <counter. S 1> ော့ကိုယ့်ဘက်ကိုကြည့်လိုက်ပေါ့နော်ကျွန်တော်တို့ကြော်ပါပြီကြော်ပါရင် draw နှိပ်လိုက်ပါနှိပ်ပါကျွန်တော်တို့တွားမဲ့ class ရွေးခိုင်းတယ်ပေါ့နော်ကျွန်တော်ကဒီ scenario ကိုကျွန်တော် back class နဲ့တွားရင်ကောင်းမလဲဆိုတော့ကျွန်တော်က အဲဒီကောင်းကိုကြတော့ကျွန်တော်ကဟိုအားနဲ့သွားမယ်ပေါ့နော်ဒီကောင်းကိုကျွန်တော်ကျွန်တော်ဂါဒနာနဲ့သွားလိုက်ပါမယ်တော့ဗိုင်းဒီ class ကိုရွေးခိုင်းတယ်ပေါ့နော်ကျွန်တော် slack class ကိုနှိပ်ပြီးတော့ရွေးလိုက်မယ်ပြီးတော့ရှင် confirm နှိပ်ပါမှန်ကိုဆင်းရမယ့်နေရာပေါ့နော်ကိုသွားမယ့်နေရာဘယ်နေရာသွားမလဲပေါ့နော်မမ mera market ရှိမယ် just slavery ရှိမယ်ပေါ့ရှင်မှာ ကျွန်တော် Northern Region ကြိုက်တာတွေကြိုက်တယ်လို့ရွေးပြီးတော့သွားလို့ရတယ်ပေါ့နော်။အဲဒီမှာဒါပေမဲ့ကျွန်တော်ကရေခဲတောင်ဘက်ကိုတော့မသွားကျင်သေးဘူးဒီလောဆယ်။အဲမို့လို့ကျွန်တော်ကဒီ Mera Market ဘက်ပဲသွားလိုက်မယ်ပေါ့နော်။ Mera Market ဘက်မှာပဲပို့ပို့ပါအေးစေးစေးပဲသွားကျင်တယ်ပေါ့နော်။ဟုတ်ပုံမှာဆိုလို့ရှိရင်ကျွန်တော် weather ဘာညာလည်းရှိနိုင်တယ်ဆိုတဲ့အတွက်ကြောင့်ပေါ့နော်။ကျွန်တော်ခုဆို Mera Mera Market ကိုကျွန်တော် Underworld နှိပ်ပြီးတော့ဝင်ချသွားပါပြီ။ အဲဆိုတော့ကျွန်တော်ကာရိုက်တာကဒီမှာပေါ့နော်အဲဒါရယ်ဆီနရီယိုတွေကိုရရှိလို့သွားပါပြီခင်ဗျာဒီမှာလိပ်ပြားလေးကိုပြန်လက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအဲဒါဒရင်ပေါ့နော် face 1ပါရရှိဆိုတော့အဲဆိုတော့အားလုံးပဲဒီလောက်ပါပဲ PC သမားတွေအတွက် scenario exit out မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ keyboard ကနေပြီးတော့ ESC ကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုရင်ဒီလိုမျိုးလေးပေါ်လာလိုက်မယ်ပေါ့နော်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် mini bus လို့ရေးထားပါတယ် ကျွန်တော်က mini bus ဆာပါမမလို့ mini bus လို့ရေးထားတာပေါ့နော်တကယ်တော့ browser တော့ကဝေးရောက်ဝင်တာဖြစ်ဖြစ်ကျွန်တော် other drain ဖြစ်ဖြစ်ပေါ့နော်အဲ့ browser ရဲ့တက်ဆိုင်ရာ server နာမည်ကဒီမှာပေါ်နေလိုက်မယ်ပေါ့နော်အထက်ထက်ဝင်လိုက်ပါပေါ်လို့ရှိရင်ဒီမှာပေါ့နော် scenario browser ကဲ scenario challenge ရဲ့ scenario description ရဲ့ scenario mark ကဲ scenario owner ရရှိမယ်ပေါ့နော်အထက်မှာမှာကျွန်တော်တို့ဒီပေါ့ scenario description လေးကိုဝင်လိုက်ပါဒီမှာရှိရင်ကျွန်တော်ဒီမှာ scenario ဆိုင်ရဆိုတာရှိတယ်ပေါ့နော်အဲ့ဒါတွေကိုထပ်ပြီးတော့ဝင်လိုက်ပါအဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီမှာပေါ်နေရပေါ့နော် early access ဆိုတာရှိပါတယ် အကောင်ကိုနှိပ်လိုက်ပါနှိပ်ပေါ်တော့ဆိုလို့ရှိရင်ဒီမှာပေါ့နော် app ကို exit scenario အားလီးတယ်သူကကျွန်တော်တို့အရင်တော့ပေါ့နော်ဒီ scenario exit တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ exit ကနေထွက်ကြရတယ်ပေါ့နော်အခုတော့ exit ကကတော့မရှိတော့ဘူးဒီ point လေးတွေနဲ့ထွက်ကြရမယ်ပေါ့နော်အခုကျွန်တော်ကထွက်ပြီးမို့လို့ကျွန်တော်တို့ဒီမှာပေါ့နော် a scenario အားလီးကိုနှိပ်လိုက်ပါအဲသူကထပ်ပြီးတော့ပေါ့နော်တေချာအောင် confine ခိုင်းတယ်ပေါ့နော်ထွက်မှလာတဲ့ဘာညာဘူးပေါ့ဗျာထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောရင်ဒီကထွက်သွားဖို့ကျွန်တော်တို့ internet လောက်ရောက်သွားမှာပေါ့နော် အဲ့ဆိုတော့ကျွန်တော်အခုထပ်မယ်ဆိုတော့ app ကိုထပ်ပြီးတော့နှိပ်လိုက်ပါတယ်ထပ်ွားလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးပြင်ဖြစ်သွားလိုက်ပုံပေါ့နော်ပွားလို့ရှိရင်ကျွန်တော်တို့ဒီလိုနေရာပြန်ရောက်သွားမယ်ပေါ့နော်ရောက်သွားပြီဖြစ်လို့ရှိရင်ဒီဘက်ကဒါခုနကကျွန်တော်ထွက်လိုက်တဲ့ scenario ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီ server ကိုခုနကတော့ထွက်လိုက်တဲ့ server ကိုနှိပ်လိုက်ပါနှိပ်လိုက်ပွားလို့ရှိရင်ဒီမှာ sign in ရှိရပေါ့နော် sign in ကိုထပ်ပြီးနှိပ်ပါတက်ွားတယ်ဒီမှာပေါ့နော်ဒါ server ရဲ့အများကြီးရှိတယ်ပေါ့နော်ဘာသာတို့ ကျိုက်တဲ့ server ကို join ပေါ့နော်ဥပမာ analyst join သွားမယ်ဆိုရင် analyst join server ကိုနှိပ်ပါနှိပ်ပွားလို့ရှိရင်ဒီမှာကိုကျိုက်တဲ့ server number ကိုနှိပ်ပြီးတော့ဒီမှာပေါ့နော် sign up for new scenario ဆိုပြီးနှိပ်ပြီးတော့ဝင်သွားရုံပါပဲ